ကဲမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့ကတော့မင်္ဂလာပါလို့နှုတ်ဆက်ရတယ်နည်းနည်းလေးအားရှိပေါ့နော်ကိုငါနော်ကျွန်တော်တို့တင်ကနန်းလေးအောင်ခဲ့ပါတယ်နော်ကိုငါဟာလာကျွန်တော်အကြိုက်ဆုံးနှစ်ခွက်နော်ဒီမှာဒီဒီဒီကောင်ကတတိယကြိုက်တယ်ဒီကောင်ကပထမပိုင်းပေါ့နော်ပထမကိုငါရဲ့40ရဲ့နောက်တော့ကကိုနှစ်ကတော့ဒုတိယကြိုက်တယ်ဒီကောင်လေးတော့ရန်နေနဲ့ကျွန်တော်ကစားမဲလို့ပြောခဲ့တယ်နော်အဲ့ဒါမှလည်းအောင်ခဲ့တယ်နော်ထိတ်ကလည်းကိုထိတ်အောင်ခဲ့တယ်နောက်တော့က ကီးရလဲကိုကီအောင်ခဲ့တယ်ညနေပိုင်းမှာနှစ်ဆိုပြီးတော့လည်းထပ်အောင်နေဟုတ်လားဘရိတ်ကလည်း၄ဘရိတ်ဆိုပြီးကျွန်တော်တို့အောင်ခဲ့တယ်နော်အဲ့တော့ဟိုပေါက်ကြရဆိုပြီးတော့လာဖုံးဆက်တာတွေလည်းတော်တော်များများကျွန်တော်ဟိုဖုံးလက်ခံရရှိပါတယ်နောက်တစ်ခုဒီကောင်ဒီကောင်ကလည်းအခုတခါ၃ချိန်မြောက်ပေါ့နော်၃ချိန်မြောက်ဟိုဒီနေ့ခွန်ခွန်ထွက်တယ်နောက်တစ်ခါခွန်၄အဲ၄ခွန်ထွက်တယ်နောက်တစ်ခါအခု၉၅၉၅ပေါ့နော်၉၅ဆိုပြီးတော့နောက်တစ်ချိန်ထပ်ထွက်တယ် 3ချိန်ဖြစ်သွားပြီပေါ့နော်3ချိန်ဖြစ်သွားပြီနော်3ချိန်အထိထွက်သွားပြီဟုတ်လားအနည်းဆုံး2ချိန်2ချိန်လို့ဆိုပေမဲ့လည်းကျွန်တော်တို့2ချိန်3ချိန်အထိကျွန်တော်ထွက်နိုင်ပါတယ်လို့ပြောခဲ့တဲ့အတိုင်းပဲနော်ထွက်သွားပါပြီအဓိကကျွန်တော်မွေးပရိတ်ကလေးနော်လိုပါသေးတယ်နော်မွေးပရိတ်ကလေးကိုနည်းနည်းလေးအောင်ဆိုင်ပြီးတော့ကစားစေချင်ပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်20လေးပဲစာမယ်20တော့ကျွန်တော်နည်းနည်းလေးတူတူပဲတွက်မယ်ဗျနော်ကျမ်းမာကြီးလည်းဟိုဟာဖြစ်ဘူး ကျွန်တော်နောက်တစ်ခုကျွန်တော်တို့ Viber တွေပေါ်ယူတဲ့လူတွေဒီမှာလာကြည့်ကောင်းကြည့်မယ်နော်ကြည့်တဲ့အခါမှာကျွန်တော် Viber မှာကျွန်တော်တို့ဟိုဟာတပတ်စာကတ်ရောင်းတာနော်ခါတိုင်းလိုပဲကျွန်တော်တပတ်စာကတ်ဆိုတဲ့အတွက်တပတ်စာကတ်ပြီးရဆိုကျွန်တော်ထိတ်စည်းလေးတွေနော်ဟို break လေးတွေကိုကျွန်တော်လက်ဆောင်အနေနဲ့ထည့်ပေးအမှန်မှထိတ်စည်း break ကလည်းကျွန်တော် YouTube မှာတင်ပြီးသားဖြစ်တယ်ဒါတချို့ YouTube မကြည့်ဖြစ်တဲ့လူတွေကြည့်နိုင်အောင်ဆိုကျွန်တော်တင်ပေးတယ်တချို့ကျွန်တော်ဒီကနေ့ကျတော့ဟိုအလုပ်တရားလေးတအားရှုပ်တယ်နောက်စီကန်းသွားပါသွားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ထိတ်စည်းတဲ့ break ကိုမတင်ပေးနိုင်ဘူးအဲ့အတွက် နောက်ရက်တင်မှာလည်းတင်ပေးပြင်မှာတင်ပေးမယ်။ဘာလို့လဲဆိုတော့ဒီတင်ပေးတဲ့ကျွန်တော်ဒီ YouTube ကတင်ပေးတဲ့ထိတ်နဲ့ပြိတ်ပဲဖြစ်တဲ့အတွက်เนาะ YouTube မှာပဲတစ်ခါလေးကြည့်လိုက်ကြဖို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အချိန်ရရင်တော့တင်ပေးမယ်ဒါကျွန်တော်ရောင်းခဲ့တာလေပတ်တီးပဲရောင်းခဲ့တာเนาะထိတ်စည်းတို့ပြိတ်တို့ဆိုတာမကြည့်တဲ့လူမကြည့်ဖြစ်တတ်တဲ့လူတွေ့အောင်ဆိုပြီးကျွန်တော်တင်ပေးတဲ့သဘောပဲတီးဆိုင်တင်ပေးနေရမှာမဟုတ်ဘူးเนาะကဲအဲ့တော့ကျွန်တော်တို့24ပဲစမယ်3 4 3ညနေကပဲစားလိုက်မယ်ဗျာเนาะနည်းနည်းလေးကျွန်တော်ခြုံလိုက်တဲ့သဘောပေါ့နော်3 4 ုံညာနှစ်လေးငါကိုနှစ်လေးငါကိုနှစ်ငါသုံးနှစ်ရှိငါသုံးနှစ်ရှိနှစ်ရှိဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မှာတွက်ပါမယ်ဒီ20လေးတွေကတော့20ဟောင်းလေးတွေပါပဲအများနဲ့လည်းမှန်ကန်နေတယ်နော်ဟိုတနေ့ကကျွန်တော်တို့တနေ့လာနေတနေ့ပဲကျွန်တော်ရဲ့ကီလိုင်းကပြတ်သွားတယ်နော်ဒီကုကျွန်တော်ဒီအင်္ဂါနေ့မှလည်းပြန်မှန်တယ်နော်ကီလိုင်းတွေတော့မာပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုတွက်လဲဆိုတော့ဒီ၄ရဲ့၅ရဲ့ပေါင်း၉ 9နဲ့9နဲ့8နဲ့ပေါင်းခွန်ပါတဲ့နော်ခွန်ခွန်ရဲ့နှက်ခတ်က3ညခွန်ရဲ့ပါဝါ2ခွန်3ညာ2ဆိုတော့ကီး3လို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့4နှစ်တဲ့4နှစ်မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်လေးချောက်တယ်လေးချောက်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะလေးနှစ်မှာကျွန်တော်နှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်လေးချောက်မှာတော့ကျွန်တော်တို့မအောင်ပါဘူးကဲနောက်တစ်ပြင်ကိုဆက်တွေ့ပါမယ်3 5 3 5 ခွန်သုံးနဲ့နော်ရှိရှိကိုသုံးတတိ6တတိ6ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်8နဲ့8နဲ့ပေါင်းတော့6 6နဲ့6နဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်ရက်နှစ်ခတ်က၄နှစ်ရက်ပါဝါခွန်2 4 9ဆိုတဲ့ကြီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူးခွန်9ခွန်9တဲ့ခွန်9မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့

ကျွန်တော်တို့9နဲ့9နဲ့ပေါင်း၄၄နဲ့6နဲ့ပေါင်း3ညပါတဲ့3ညရဲ့နှစ်ခတ်ကခွန်း3ညရဲ့ပါဝါ9 3ညခွန်း9ဆိုတော့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတဲ့ဆိုရဲခါကျွန်တော်9 6တဲ့9 6ပါ9တုံးထိပြီးအောင်ခဲ့ပါတဲ့ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျเนาะခွန်ပူလိုက်နောက်တစ်ခါ1 4 0 0နဲ့1 4 ခွန်ခွန်နေရှိတိချနေရှိတိချခွန်တိတိချခွန်တိတိချဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်နှစ်နဲ့ရှစ်နဲ့ပေါင်းတော့၃ည၃ညနဲ့6နဲ့ပေါင်းတော့6ပါတဲ့6 6ရဲ့နှစ်ခတ်က6ကို6ရဲ့ပါဝါတိ6 6ဆိုတဲ့ကီးသုံးလို့ဒီပြင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုတဲ့အခါကျတော့99တဲ့99မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ် 6တဲ့96မှာလဲ6တလုံးထပ်တည်ပြီးညာအောင်နဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တပမယ်ရှေရှေကိုကိုရှေရှေကိုကို6248 6248ခွန်ရှိ35ခွန်ရှိ35ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါဝိုးတွက်မဲ့ဆိုရင်6နဲ့2နဲ့ပေါင်းတော့8 8နဲ့5နဲ့ပေါင်းတော့3ပါတဲ့ ၃ရက်နှစ်ခတ်က၅၃ရက်ပါဝါ၈358ဆိုတော့ကီ၃လုံးကျွန်တော်တို့ရရှိပါတယ်အဲ့ဒီကီ၃လုံးကဒီဘက်မှာထွက်ရမယ်တဲ့ဟုတ်တယ်နော်အဲ့မှာကျွန်တော်တို့ဗာထွက်သွားတယ်ဆိုရကကျ65တဲ့65မှာ၅တုံးထိပြီးအောင်ခဲ့ပါတယ်26 26မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံတွက်ပါမယ်33 33 33 ဲ့3996 3996 3996ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတော့တွက်မဲ့ဆိုရင်1နဲ့8နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့9ပါတဲ့9ရဲ့နှစ်ခက်က3 9ရဲ့ပါပါ3ည9 3 3ညဆိုတော့ဂီ3လုံးဒီဘက်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3ည2 3ည2 3ည2မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်9 9တဲ့9 9မှာလဲ9လုံးထပ်ထိပြီးတော့ မြားမနဲ့ကောထပ်အောင်မြန်ပါလေဗျနော်ကဲနောက်တစ်ပြုံတွက်ပါမယ်နှစ်6 3 5နှစ်6ဒါတော့ကျွန်တော်ဘိုလ်ရူးနေအတွက်ဖြစ်ပါတယ်နှစ်6 3 5ခွန်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 လေးခွန်ကို9 3နှစ်ကို9 3နှစ်3နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်နဲ့ခွန်နဲ့ပေါင်း4ပါတယ်4နဲ့2နဲ့ပေါင်း6 6ရဲ့နှစ်ခါက6ရဲ့ပါဝါ1 69ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်ကဒါဆိုရင်ကျွန်တော်တို့ထိပ်ရှိလေးတွေနဲ့ကပ်ပြီးစဉ်းစားလိုက်ရအောင်ဒါကီးထိပ်ပေါ့နော်ကီးထိပ်ကီးထိပ်ကတော့ဒီကနေ့ကျွန်တော်တို့မှန်ခဲ့ပါတယ်နော်ကီးထိပ်ကတော့ကျွန်တော်တို့ဗာရတဲ့ဆိုရင်8 6ပါတဲ့နော်ကီးရိုးရိုးက 6 1ကောင်းပြီအဲ့တော့61ဆိုတဲ့နှလုံးကပို့ပြီးတော့အားကောင်းတယ်လို့ကျွန်တော်ပြောရမှာပါပဲမနေ့ကလည်းကျွန်တော်ပြောတယ်နော်၄ကို၄ကိုဆို၄ကိုတလုံးကတော့အားကောင်းတယ်လို့ဆိုတော့ကျွန်တော်တို့၉၅ဆိုထွက်တယ်အခုလည်း61 61နှစ်ခုထိတ်ကလည်း61ပါတယ်ကြီးမှလည်း61ပါတယ်61ကပို့ပြီးအားတာတယ်လို့ကျွန်တော်တို့တွေ့ရမှာပါပဲအဲ့တော့ဒီမှာ68တို့ဟို8 6တို့69တို့71တို့နောက်က16တို့19တို့11တို့ နော်66တို့69တို့68တို့ဒီလိုတွဲလဲရတယ်ဒါမှမဟုတ်ပရိန်းနဲ့တွဲမယ်ဆိုလဲကျွန်တော်တို့ရပါတယ်ပရိန်းနဲ့တွဲမယ်ဆိုရင်တော့အဲ့တော့ကျွန်တော်တို့ break ကဘာရတဲ့ဆိုတဲ့အခါကျတော့ break ကခွန်နှေးတဲ့နော်အရင် break က3ည လေးတဲ့နော် main break က9အဲ့တော့ကျွန်တော်တို့မွေး break နဲ့လည်းသွားကိုက်တက်ဆိုင်နေတယ်နော်အဲ့ဒါလေးတော့ကျွန်တော်တို့သတိထားပါအဲ့တော့ကျွန်တော်တို့ဒီတိုင်းကတ်မယ်ဆိုရင်လည်းရတယ်ဒီတိုင်းကတ်မယ်ဆိုရင်လည်းဒါမှမဟုတ်ထိတ်နဲ့ break နဲ့ကတ်မလားဒါမှမဟုတ်ကီးနဲ့ကီးနဲ့ကိုက် break နဲ့ယူမလားနော်ကျွန်တော်ထုံးကြနေမယ်ကီးကီးနဲ့ထိတ်နဲ့ပဲကတ်လိုက်မယ်ဗျာနော်ရှစ်ချောက်နောက်တစ်ခါရှစ်ကို

နှင်း66 11နဲ့66เนาะအဲ့ဒါက16เนาะ16 61ပေါ့နော်61တော့မထဲတော့ဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီ၄ခွက်ပေါ့နော်အပူပါကြိုက်ချင်း11နဲ့66ထဲတို့အပူမကြိုက်ဘူးဆို16နဲ့16ပဲဖြစ်ပါတယ်เนาะဒီကနေ့ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့16ရဲ့16ရဲ့ဖြစ်ပါတယ်တဲ့เนาะအဲ့တော့16နဲ့16เนาะနှစ်ခွန်မွေးပရိတ်နဲ့လဲသွားကြိုက်တိုက်တိုက်ဆိုင်နေနောက်တစ်ခါ အဲ့ဒီမှာမှာကျွန်တော်တို့တိ6ကပို့ပြီးအားတာတယ်နော်ဒါမှမဟုတ်ရင်လည်းခုနအရန်အရန်နေနဲ့တိတိတို့66တို့ထည့်ထိုးပါနော်ကျွန်တော်တို့အဲ့ထက်မှာမှာပေါ့နော်ကျွန်တော်တို့ဟိုဟိုအဲအဲ့တော့เนาะကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်ရဲ့20 cycle မှာတော့ ဒါပဲဖြစ်ပါလေเนาะအကြိုက်တွေနဲ့ယူပေါ့ဗျာအကြိုက်မတွေနဲ့ကြော်သွားပေါ့ဟုတ်လားကျွန်တော်ကတော့ကျွန်တော်ရဲ့ဉာဏ်ကျွမ်းရှိသလောက်ကျွန်တော်တင်ပြခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်တို့ထိုက်တဲ့တဏ္ဍနဲ့เนาะဟိုကအပေါ်အောက်တန်းညော ထိတ်ညောပြိတ်ညောเนาะနောက်တော့ကတင်ခွက်ညော အောင်မြင်ခဲ့တဲ့တဲ့ကျွန်တော်အနေနဲ့အားလုံးကိုအားလုံးဟိုအတွက်ကိုကျွန်တော်ကျင့်တတ်ခဲ့ရပါတယ်เนาะဒါမဲ့ဗုဒ္ဓဦးနေမှာလဲအဲ့ဒီလိုပဲထပ်ပြီးအောင်မကြီးလို့ကျွန်တော်အနေနဲ့ဆူတောင်းပေး ဒီကနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးတတ်လိုက်ပါတယ်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ